ာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ဖိတ်ကြားချက်နဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုဟာနေပြည်တော်ကိုလာရောက်ဖို့ရှိနေပါတယ်။နိုင်ငံရေးကိစ္စတွေကတော့လူကာရှန်ကိုရဲ့နေပြည်တော်ခရီးစဉ်ဟာအထူးကြအာနာရှင်နှစ်ဦးရဲ့အပြန်အလှန်အမိတဟဲပြုမှုတွေကိုမြင်တွေ့ရမှာဖြစ်တယ်လို့ဆိုကြပါတယ်။ဒါဟာအာနာရှင်လူကာရှန်ကိုရဲ့ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီးမြန်မာစစ်တပ်ကတော့ဘယ်လာရုနိုင်ငံထုတ်စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူနေတဲ့ဖောက်တယ်ဖြစ်ပါတယ်။2023နောက်ပိုင်းကျတော့တော့ ိုပြီးတော့အဲပီလာရူးနဲ့စစ်ရေးဆက်ဆံမှုအဲစစ်ဘက်ယင်းဒီဆက်ဘုနဲ့နိုင်ငံဆက်ဆံမှုတွေပုံပြီးတိုးမြင့်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့ပါရီတွေ့လာရတယ်ဆိုတော့ဒီအရင်ကစစ်လက်နက်ဝယ်ယူမှုကနေတစ်ဖက်အခုခါနီးပညာတွဲပြောင်းမှုတွေနဲ့စစ်ဘက်ဆိုင်ရာတင်တန်းတွေပေါ့နော်စစ်ဘက်ဆိုင်ရာစစ်ဘက်နီးပညာဆိုင်ရာအတင်တန်းနေပြီးတော့တင်တန်းတွေကိုအတိုးမြင့်စေလွှတ်လာတာပူပေါင်းဆောင်ရတာလည်းကျွန်တော်တွေ့ရတယ်ပေါ့ဟုတ်ဘူးဆိုရင်လည်း ချင်းလင်းတုံးတက်နယ်ဒီမှာပုံပြီးအဆင်ပြေတဲ့အဲချင်းလင်းတုံးနီးပြွားမှုစိတ်ပိုင်းမျိုးတက်ဆင်နိုင်မှုအတွက်ဘီလာရုနဲ့လည်းတူတူလှုပ်ဆောင်ရဲလို့အဲကျွန်တော်တို့သိရတယ်ပေါ့မြန်မာစစ်တပ်ရဲ့လေကြောင်းကာကွယ်ရေးကုကဲမှုဌာနချုပ်နဲ့လေကြောင်းကာကွယ်မှုစစ်စင်ရေးဆိုင်ရာအမိန့်ပေးစနစ်တုံပတ်မြင်ရေဒါနီးပညာနဲ့မြေပြင်ခြေဆိုင်ဒုံးကြီးစနစ်တွေကိုနီးပညာတွေပါလွှဲပြောင်းရောင်းချတာတွေရှိတယ်လို့ Justice for Myanmar ရဲ့ဇွန်လ28ရက်ထုတ်သုတေသနစာရန်အရသိရပါဗျ။စစ်တပ်ကဝေယူလိုက်တဲ့ဒီစနစ်တွေဟာ တော်လိုင်းအင်အားစုတွေအသုံးပြုတဲ့ drone တွေအပါအဝင်ဝေဟင်ကပြစ်မှတ်တွေကိုအလျော်လျောက်ခြေရခံနိုင်တဲ့သုံးဖက်မြေရေဒါဖြစ်ပါတယ်။ဒါအပြင်မြန်မာစစ်တပ်အသုံးပြုနေတဲ့ MI-35 တိုက်ခိုက်ရဟတ်ယာဉ်တွေဟာလည်းဘယ်လာရုနိုင်ငံမှာအသုံးပြုပြီးသားတွေကိုတဆင့်ဝယ်ယူထားတာဖြစ်ပါတယ်။စစ်ကောင်းဆောင်တဲ့ဘယ်လာရုသမ္မတတို့ဟာနှစ်နိုင်ငံချစ်ကြည်ရေးခေါင်းစဉ်နဲ့အပြန်အလှန်တွာလာနေကြသလိုဘယ်လာရုစစ်လက်နက်ဆက်ရုံစစ်ဘက်အင်ဂျင်နီယာနဲ့လေ့ကျင့်ရေးတပ်ကတော်တွေကကိုယ်စားလှယ်တွေကလည်း2025ခုနှစ်အတွင်း မြန်မာနိုင်ငံကိုအကြိမ်ကြိမ်လာရောက်ခဲ့တာဖြစ်ပါတယ်။ဟိုတနနိုင်ငံလုံးကတဏမတုံ့ပြန်မှုတနနိုင်ငံဆက်ဆံရေးတုံ့ပြန်မှုစူးစမ်းတဲ့တံခါးတွေဖြစ်တယ်။ကိုင်းကျုံနဲ့ကျုံမင်းကိုင်းမင်းတို့ပေါ့ဗျ။ဘာလို့လဲဆိုတော့ဘယ်လာရုစ်ဆိုတာလေဥရောပမှာကျွန်တော်တို့ကန်တပ်ဒီလူကချက်ကိုသွားထမှာကန်တပ်ပြည်သူကိုခံထားတဲ့နိုင်ငံဖြစ်တဲ့ဒူဂိုရန်လည်းဒီဆက်ရှင်မိနေတဲ့ပြည်သူခံတဲ့နိုင်ငံကြီးကန်တပ်ခံထားတဲ့ နိုင်ငံဖြစ်တယ်ပြီးတော့နှစ်နိုင်ငံလုံးကလည်းဒီရုရှားရဲ့ဒီဘယ်လာရုရဲ့ရုရှားရဲ့တကယ်မဟာမိတ်နိုင်ငံဖြစ်တယ်ဒီစစ်ကောင်စီကလည်းအပူရီရဲ့မဟာမိတ်ဖြစ်တဲ့အတွက်သူတို့မှာအပြန်အလှန်အကျိုးစီးပွားဖြစ်ပါတယ်ပြောရတဲ့တော့သူတို့ဒါကြောင့်လည်းသူနှစ်နိုင်ငံလုံးကအပြန်အလှန်ဆက်ဆံရေးကြီးမားတဲ့စီးပွားရေးဆက်နွယ်မှုမရှိပေမဲ့လို့နှစ်နိုင်ငံနိုင်ငံရေးအကျိုးမျက်စီတဲ့ဆင်းရဲကနေဒီမှာပူပေါင်းဆောင်ရွက်ရနိုင်တဲ့အတွက်ဒါအပြန်အလှန်သူတို့ဆက်ဆံရေးတိုးမြှင့်လာခြင်းလို့ကျွန်တော်ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုရှုတ်ချဖို့ကုလသမဂ္ဂအထွေထွေညီလာခံမှာမဲခွဲဆုံးဖြတ်ချိန်ဘယ်လာရုစ်ကစစ်အုပ်စုဘက်ကယက်တီခဲ့တာဖြစ်ပါတယ်။တနမေးရီအထီးကျန်နေတဲ့စစ်အုပ်စုဟာမိုင်းထောင်ကြီးဝေးတဲ့ဥရောပဒေသကဘယ်လာရုစ်နိုင်ငံနဲ့တနမန်ဆက်ဆံရေးဆိုင်ရာစီပါရေး၊စိုက်ပျိုးရေး၊စက်မှုပညာရေး၊သိပ္ပံနဲ့နည်းပညာပါဝင်ဥပပေါင်းဆောင်ရွက်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်လေးရှိပါတယ်။